ကဘာပေါ်ကဘယ်နိုင်ငံမှာမှမရှိပဲမြန်မာနိုင်ငံမှာပဲအစ်စ်ပေါ်ထွက်လာတဲ့ကွန်ဘရင်အလုံးမင်းမင်္ဂလာပါဗမစ်စနောင်းကနေကြွဆိုလိုက်ပါတယ် ဆယ်လီတွေနေစဉ်ပေါ်ထွက်နေတဲ့မြန်မာနိုင်ငံမှာနောက်ထပ်ပေါ်ထွက်လာတဲ့ဆယ်လီမျိုးစားတစ်ခုကတော့ကွန်ဘီယံဖြစ်ပါတယ်။အရာတွေကိုမြန်မာမင်းတွေလက်ထက်ခရဲကအစဉ်ဆက်စားလာခဲ့ကြပြီးကွန်စားတာအရန်လှလို့တကူတကလာကြည့်ခံရတဲ့မင်းကြီးမင်းသားတွေတောင် ရှိခဲ့ဘူးတာပေါ့။ဆက်တဲ့ရာစုမှာတော့ကွန်ဘီယံဆိုပြီးတစ်တော့မှပြိုင်ဆိုင်နေကြပါတယ်။ကွန်မြမြစားနိုင်တဲ့သူတွေကတယောက်နဲ့တယောက်ဆင်ခေါ်နေကြပြီးဘသူကမှအကြောမခံကြပါဘူး။ကွန်အများဆုံးစားနိုင်သူဖြစ်ကိုကိုကိုဂုံပြုတ်ပြီးနမဲပေးထားသူကကွန်ဘီယံတစ်ဖြစ်ပါတယ်။ ကွန်ဘီယန်တစ်ကတရက်ကို3000ဘုတ်ကွန်စားနိုင်သူဖြစ်ပြီးသူ့အိမ်မှာလည်းဇနီးတဲကကိုရင်ကွန်ကိုရကျွေးပါသေးတယ်။ကွန်ရွက်များစွာပေါ်မှာထုံးတွေကွန်တီတွေနဲ့အခြားသောအစားပလာတွေကိုထည့်ပြီးဝါပြပေးတဲ့နောက်ကွန်ဘီယန်ဖြစ်လာတော့တာပါ။ ကွန်ဘီယန်တစ်ကမြန်မာနိုင်ငံမှာကွန်အများဆုံးစားနိုင်သူအဖြစ်ဂွန်ယူနေသူဖြစ်ကာကွန်ရထုတ်တဲ့ကကွန်ရပေါင်းများစွာကိုလည်းတပြိုင်နက်တည်းစားပြနိုင်မှာသေးတယ်။နောက်ထပ်ကွန်ဘီယန်ကတော့ရှင်းနေရွယ်သားလေးတယောက်ဖြစ်ပြီးဒီကလေးကအသက်၄နှစ်ရွယ်ကလေးကကွန်စားလာခဲ့တဲ့သူပေါင်းကွန်စားတက်တန်၄နှစ်ရှိပြီဖြစ်ကာကွန်စားများတာကြောင့်တွားကိုတော်သေးချမမြင်ရတော့ပါဘူး။ကွန်ကိုလူကြီးတွေကနည်းနည်းချင်းစီကျွေးရကနေကွန်ဆွဲသွားခဲ့ပြီးတရက်ကိုအရာပေါင်းများစွာစားနိုင်တော့ကိုဂွန်ယူနေသူဖြစ်ပါတယ်။ ရှင်နေရွယ်ကလေးလေးကတော့သူ့လိုအသက်ရွယ်နေသူ့လိုကိုမျက်များစားနိုင်တဲ့သူရှိလားဆိုပြီးတော့စိန်ခေါ်ထားပြီးစိန်ခေါ်ရင်တိမ်မော်ထိလိုက်မယ်လို့လည်းကြွေးကြော်ထားပါသေးတယ်။အသက်ငယ်သေးတဲ့ကလေးတယောက်ဖြစ်ပေမဲ့လည်းဘေးနာကလူကြီးတွေကိုယ်တိုင်မတားမြက်ဖဲမြောက်ပင့်ပေးနေတာကြောင့်အသက်ငယ်ငယ်ရွယ်ရွယ်မှတင်ကိုင်းရည်စားတတ်နေပါပြီ။အသက်ရှင်နေရွယ်ကလေးကလည်းသူ့ကိုယ်သူကိုင်းပီရင်လို့ခံယူထားတာကြောင့်မြန်မာနိုင်ငံမှာကိုင်းပီရင်တွေကတယောက်ပြီးတယောက်ထွက်ပေါ်လာခဲ့တာပါ။ ကွန်ဘီယန်တစ်ကတော့အသက်ငယ်သေးတဲ့သူတွေကိုကွန်စားဖို့မတိုက်တွန်းထားပါဘူး။ကွန်ကိုငငယ်ကလေးကစားတဲ့လေးချင်းလုတ်ခဲတာကြောင့်မှညာအားနေလာပြီးပညာရတစ်ခုခုကိုသင်ယူတဲ့အချိန်မှာအခက်အခဲတွေဖြစ်လာပါတယ်။ဒါကြောင့်ရှင်းနေရွယ်ကလေးကိုလည်းအတက်ကောင်းတွေမလုပ်ဖို့ပြောထားပါသေးတယ်။ကွန်ဘီယန်တစ်ကတော့တက်လက်ပိုင်းရွယ်ရောက်နေပြီဖြစ်တာကြောင့်ကွန်ရတွေကိုနေ့စဉ်စားပြတဲ့ဘလော့တွေကိုတင်နေတဲ့သူပေါ့။ တရက်ကို903000ဘုတ်ခန့်စားနေတာကြောင့်ဂျမားရီထိခိုက်နိုင်ကြောင်းသူ့ကိုရှင်းပြကြပါတယ်။ဒါပေမဲ့သူ့ဘဝမှာကိုမစားရရင်ရှင်လျက်နဲ့အသက်မဲတယ်လို့ခံစားနေရတာကြောင့်လူဘဝကိုရာလုံးရောက်ခိုက်မှရန်ကြိုက်တဲ့ကွန်ရီကိုစားနေတဲ့သူပေါင်းကွန်ဘရင်တစ်ကကွန်ရီကိုအရန်စားပြနိုင်တာကြောင့်တချို့တွေကသူ့ကိုကွန်တီလက်ဆောင်တွေတောင်ပို့ပေးတဲ့အထိအောင်မြင်နေပါတယ်။ ွန်ဘီယံဖြစ်လာပြီးတဲ့နောက်ကြောင်ညာကန်လန့်တဲ့သူတွေရှိလာပေမဲ့ကွန်ဘီယံကတော့လက်မခံခဲ့ပါဘူး။နောက်ထပ်ကွန်ဘီယံတယောက်ကလည်းအခြားသူတွေထက်ထူးကြောင်ကွန်ရက်တွေကိုလှီပြီးထုံကွန်သီးတွေနဲ့နေကာစပြပါတယ်။မြန်မာနိုင်ငံမှာကွန်မြများစားနိုင်တဲ့သူတွေကတယောက်နဲ့တယောက်အကြောင်းမခံစိန်ခေါ်နေကြပြီးကွန်မြများစားနိုင်တာကိုပြချင်တာလား။ဒါမှမဟုတ်ဘလောက်ဝယ်စားနိုင်လဲဆိုတာကိုပြိုင်ကြတာလားဆိုတာကတော့မသေးကွဲတော့ပါဘူး။ ကွန်ပီရင်ဆိုပြီးတော့ကွန်အစားပြိုင်နာကဘသူတော်မှအကျိုးမရှိတဲ့အပြင်ငယ်ရွယ်သေးတဲ့ကလေးတွေကိုလည်းအတွေ့အယူမှားစေနိုင်တာကြောင့်ပြိုင်သင့်တဲ့အကြောင်းပြောနေကြပါတယ်။ကွန်ဘလောက်မြများစားနိုင်လဲဆိုပြီးတော့ပြိုင်ဆိုင်နေကြတဲ့ကွန်ပီရင်ရဲ့ပေါ်ဘရိတ်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို